လေးပတ်တဆာတွေကိုပြောချင်ပါတယ်ဗျခင်ဗျားတို့ဇီကနေရင်နာဘက်ကနေဦးစင်းတို့အရှင်ဖန်းခံလိုက်ရတဲ့ပတ်တဆာတွေအခုပြန်ပြီးမှလွတ်လာတယ်လွတ်လာတဲ့အခါမှာခင်ဗျားတို့ဒီထဆာရောက်လဲအကြောင်းမကြားတယ်လို့စရဖောက်ကိုလည်းအကြောင်းမကြားဘူးစစ်နယ်မြေတွေကိုလည်းခင်ဗျားတို့ဒီအကြောင်းမကြားဘူးဘာတဘောနဲ့ခင်ဗျားတို့ဒီအကြောင်းမကြားတာလဲဘာလဲသူတို့တွေက PDF ကလွှဲတဲ့ဟိုဟာတွေဒလန်နေလားဒီဦးစင်းတို့မန္တလေးမှာလှုပ်ရှားမှုမှန်တယ်များကိုပို့နေရလားအဲ့တော့ပြည်သူ့စစ်ကောင်းဆောင်နေခင်ဗျားတို့လွတ်လာတဲ့ အရှင်လွတ်ထားတာဝန်းသာပါတယ်အဲ့တော့ခမောင်းတို့ထားစားရအောင်ပို့ရင်ပို့စားရဖောက်ပို့ရင်ပို့ဒါမှမဟုတ်နန်းတို့ရင်ပို့ရင်ပို့မပို့ဘူးဆိုလို့ရှိရင်ခမောင်းတို့ရဲ့နာမည်တွေကိုကျွထုတ်ပြောရလိုက်မယ်ဒါပဲဥစဉ်တတိပေးခြင်းပါတယ်နော်ဖမ်းဖို့မဥစဉ်နဲ့အာမခံတယ်ခမောင်းတို့လူမဖမ်းစေရဘူးထောင်မကျစေရအောင်အာမခံတယ်ဘာကြောင့်လွတ်လာလဲဘလို့ကြောင့်လွတ်လာတာလဲဆိုတော့ခမောင်းတို့တွေအဖြေကောင်းကောင်းမှုမပေးဘူးပတ္တဆခေါင်းဆောင် ဘုဒ္ဓဘဝဆိုတာမပြောသေးဘူးခင်ဗျချက်ချင်းလည်းငယ်ထသရဖြစ်ဖြစ်စရဖဖြစ်ဖြစ်နန်းတို့ဖြစ်ဖြစ်ချက်ချင်းပို့ပေးပါလို့ပေါ့ကတော့မေတ္တာရခိုင်နေပါလေဗျအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဇတုသားစာရောမီပေါ့ကတော်ရုပ်တံကိုတင်ဆက်ပေးလိုက်ဒီမူအဆုံးထိနာဆင်ဝေဖန်သုံးသက်ပေးသွားကြပါအောင်ခင်ဗျာအဲမျိုးလေးမင်္ဂလာပါဗျဒီနေ့က29ရက်6လပိုင်း2025ခုနှစ်ဖြစ်ပါလေဗျဒီနေ့ထူးခြားတဲ့အရင်ပေါ့နော်ဒီ UNG ကခံထားတဲ့တရားသူကြီး CDN ရဲ့ ဝေကျွေးပေါ့နော်ကန်ဂျမာဘဝမကူးဆိုတဲ့ဘွာလေးနဲ့ပြောတတ်ကြပါလေဗျဒီစီရီယန်ဘယ်ရလဲဆိုလို့ရှိရင်ဥစဉ်တို့ပေါက်မြို့ပါပဲဖြစ်ပါတယ်ဗျာနော်စီရီယန်ဒီပေါက်မြို့ပေါက်ချောင်းတို့ပေါက်ချောင်းသားတွေလည်းဒါခင်ဗျားတို့အနေနဲ့ကတော့ဝန်နာစရာစကားလို့လည်းပြောလို့ရပါတယ်ဗျာနော်ပေါက်ချောင်းစရာတော်ကြီးကိုဒါလက်ထက်သွားတဲ့ဟိုပါပေါ့ရဲစီရီယန်စီတူအောင်စီတူအောင်ပေါ့နော်ရဲစီစီတူအောင်က23ရဲ့နေ့က ဆက်တုံရနေရတက်မတော်ရဲ့လင်ရောက်တည်ဆုံးသွားတာပေါ့နော်တည်ဆုံးသွားတယ်ဆိုတာကရိုးရိုးတည်ဆုံးတာမဟုတ်ပါဘူးဗျဘယ်လိုတည်ဆုံးသွားလဲဆိုလို့ရှိရင်စီတူအောင်ကဘယ်လောက်ထိစီတူအောင်က ING ကနေခံထားတဲ့တရားသူကြီးသူတို့ရဲ့တရားရုံးလေးကဘယ်မှာရှိရလဲဆိုရင်ကြောက်ကမှာရှိတာကြောက်ကရွာမှာရှိတာနော်ကြောက်ဦးရွာပေါ့ကြောက်ဦးရွာဒီပေါ့မြို့နယ်ကြောက်ဦးရွာမှာရှိတာအဲ့ကြောက်ဦးရွာရဲ့တော်ထဲမှာသူတို့တရားရုံးလေးလုပ်ထားတယ်စီတူအောင်ကပတ်ဟိုပါပေါ့နော် ING ကနေဘသူ့ကိုတက်လိုက်ဘသူ့ကိုလွှတ်လိုက်ဘသူ့ကိုလုံးလိုက်ဆိုတော့သူကအမိတ်ချရတာပေါ့ဗျ ING ကနေပြစ်ထားတာကိုနော်သူကဥပဒေကြောင့်လည်းနည်းနည်းနားလေတော့ အဲ့တော့စီတူအောင်မှာတောက်ဦးရွာမှာပဲသူမိမရောပါလို့ဆိုရန်ချမ်းလာတာပေါ့နော်လူလူမိမဆိုလို့ရှိရင်လက်ကောက်မှာဆိုရင်ဒါလက်ကောက်တူဆိုရင်ဒေါင်းအောင်လောက်ရှိတယ်ဗျာနော်တည်နေရပဲဆွဲကျိုးဆိုလဲ30လောက်ကုန်ဒါဝစ်ထားတဲ့အနေထားနော်ရွှေရတော့တည်နေရပဲပေါ့ဗျာနော်ဒီတရားသူကြီးခတ်ထားတာဟုတ်ဗျာအရင်ရွှေနေနော်အာစီတူအောင်တရားသူကြီးခတ်ထားတော့ခဏတော့တည့်ရတိုင်းပဲလေဗျာအပေါင်းမြို့နယ်မှာဒါဖြစ်တဲ့များဟာတက်ဖြတ်မှုတွေအားဒီစီတူအောင်ကိုယ်တိုင်ကလည်းဦးစိုးစိုးကပြောခဲ့တယ်ပေါ့ချောင်းဆရာတော်ကြီးကိုလက်ဖြတ်ပြီးတက်ခဲ့တာဘယ်လိုနဲ့တက်ခဲ့ရလဲဆိုရင်စီတူအောင်နဲ့ဝင်တာ ဝင်နာဆိုတာကကင်းပါရောစီစီကောင်ဆိုတာကကြောက်ကြတာနော်ကြောက်ကြတာကြောက်ကြတာဝင်နာနဲ့ပေါင်းပြီးမှပေါချောင်းဆရာတော်ကြီးကိုတိုက်ပြီးမှပေါချောင်းဆရာတော်ကြီးကိုလဲဖြတ်ပြီးမှပေါချောင်းဆရာတော်ကြီးရဲ့ကားကိုယူသွားတယ်အဲ့ဒီမှာ23ရဲ့နေကတမတော်ကနေလင်းချတယ်တမတော်ကနေလင်းချတဲ့အခါမှာစီဒူအောင်ဒီရိုးရိုးတရားမဟုတ်ဘူးလဲမင်းပြတ်တယ်လဲမင်းမှပြတ်သွားတယ်နော်လဲမင်းပြတ်တယ်ခြေတော့ပြတ်တယ်ရဲဆက်ဆက်တရားပေါ့ဗျာစီဒူအောင်နေလားဆိုတော့မဟုတ်ပါဘူးစီဒူအောင်ရဲ့မိန်းမှာပါခြေတော့နှချောလုံးပြတ်ပြီးမှ တွတ်ထွက်လွန်ပြီးမှနေရာတွင်ပေါ်ခြင်းပြီးတည်ပါတယ်စီတောင်းရဲ့ခလေးကတော့နော်အစအနာတော့ပွားဆက်တက်သွားပေါ့ဗျာအသားတွေပါပွားဆက်တက်သွားတာပေါ့နော်ဒါခမင်းတွေမျက်စိထဲမှာကြည့်လိုက်ဒါတက်မတော်ကလင်းနဲ့ချလိုက်လို့စီတူအောင်တည်ပါတယ်စီတူအောင်လဲပြတ်သွားတယ်စီတူအောင်မိမ့်မှာခြေထောက်နှစ်ချောင်းလုံးပြတ်သွားတယ်ခလေးကတစားစီဖြစ်သွားလို့ခမင်းတွေမျက်စိထဲမှာတက်မတော်ကအပြစ်မြင်လိုက်မယ်ဒါအပြစ်မြင်လို့မဟုတ်ပါဘူးကိုယ့်ဆိုတာဘဝမကူးပါဘူးစီတူအောင်လဲဖြိုက်ပြီးတက်လိုက်တဲ့ပေါ့ချောင်းဆရာတော်ကြီးဟာတကယ်ကိုကိုကျင်တရားနဲ့ပြည့်စုံတဲ့ ရိုက်ရွာအကျိုးကိုပေါ့ချောင်းရွာကြီးရဲ့အကျိုးကိုပေါ့ချောင်းရွာပြက်ဆွဲတာတောင်းဆက်လို့မရတဲ့ဆရာတော်လို့ပြောလို့ရတယ်။တချိန်ကတန်ခါနိုင်ကအန်အန်ဒီအစိုးရလက်ထက်ကတန်ခါနိုင်ကဥက္ကရာလည်းဖြစ်ခဲ့ဦးတယ်။နော်။တန်ခါနိုင်ကဥက္ကရာလည်းဖြစ်ခဲ့ဦးတယ်။တကယ်ကိုဆရာတော်ကြီးကတမတမတ်ကြတဲ့ဆရာတော်ကြီးအနေရိုးတယ်။ရိုက်ရွာအကျိုးမှာဒါထက်တိုင်းတောင်းလောက်ထိဖွင့်ထားတဲ့ဆရာတော်ဖျားကြီးကိုဒါသူတို့ NLD ပါတီဝင်တွေအနေနဲ့နိုင်ငံရေးလမ်းကြောင်းဆက်လျှောက်ချင်ရင်ပြီးသုံးလုံးကိုဝင်လို့ရတယ်လို့ဒေါ်သက်သက်ခိုင်ပြော စစ်ကောင်စီထံပါတီတီထောင်ခွင့်လျှောက်ထားခဲ့ခြင်းမရှိဘဲယက်တည်နေတဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီဝင်တွေအနေနဲ့နိုင်ငံရေးလမ်းကြောင်းဆက်လျှောက်ချင်ရင်ပြည်သူ့ရှေ့ဆောင်ပါတီပြီးသုံးလုံးကိုဝင်ရောက်လို့ရတယ်လို့ပြီးသုံးလုံးပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကပြောကြားလိုက်ပါတယ် နေပြည်တော်မှာကျင်းပနေတဲ့ Peace Forum 2025ခမ်းနားမှာဒေါ်သက်သက်ခိုင်ကပြည်တွင်းမီဒီယာတခုကမေးမြန်းရမှာအခုလိုထည့်သွင်းပြောကြားခဲ့တာပါ NLD လို့ပြောလို့ရှိရင်နှစ်ပိုင်းပြောရမှာပေါ့နော်ပြည်ပကိုထွက်ပြီးလက်နက်ကင်လန်းစင်နဲ့တွားတဲ့သူဟာလူနည်းစုဖြစ်ပါတယ်မြန်မာပြည်ထဲမှာရှိနေတဲ့အတင်းတင်းသောပါတီထောက်ခံသူပါတီဝင်တွေပေါ့သူတို့တွေလည်းရှိတယ်ပေါ့နော် ူတို့တွေကလည်းဘာဖြစ်လို့ပါတီကိုမှတ်ပုံပြန်မတင်ခဲ့တာလဲပေါ့နော်။ဒါကကာယကံရှင်တွေတူးချင်းစီရဲ့ကြိုးစားအထုတ်မှုနဲ့ပဲဆိုင်တာပေါ့နော်။ဒါကနံပါတ်နံပါတ်2ကကြတော့တကယ်လို့သူတို့ကပါတီမထောင်သည့်တိုင်အောင်ပေါ့နော်။ဒီလိုမျိုးလူတွေကနိုင်ငံပြန်လဲထူထောင်ရေးမှာပါဝင်ကျင်သေးတယ်ဆိုရင်ကျမတို့လို NLD မှမဟုတ်ဘူး။ကျမတို့လိုပါတီမျိုးလဲပူးပေါင်းဆောင်ရွက်လို့ရပါတယ်ရှင်။ နိုင်ငံရေးလမ်းကြောင်းပေါ်ဆက်လျှောက်ခြင်းနဲ့နိုင်ငံတည်ဆောက်ရေးလမ်းစဉ်မှာပါဝင်ကျင်သေးတယ်ဆိုရင်တခြားပါတီတွေမှာရွေးချယ်ပြီးဝင်လို့ရတယ်ပေါ့နော်ဆိုတော့ကျမတို့ပါတီမှာဘသူပဲလာလာဖိတ်ခေါ်ပါတယ်ကျမတို့ပါတီအနေနဲ့လည်းဖိတ်ခေါ်ပါတယ်လို့ဒေါ်သက်သက်ခိုင်ကမီဒီယာကိုပြောကြားခဲ့ပါတယ်အထောက်ခံလို့ပေါ့တောင်းဖွင့်တယ်လို့ပြောတော့ကြောင်းဖွင့်တဲ့အတွက်ကြောင့်လက်ဖြတ်ပြီးမှရဲစစ်စစ်တက်သွားတယ်စီတူအောင်လည်းဒီတိုင်းပဲရဲစစ်စစ်လက်ရင်းပြိုက်ပြီးတည်တယ်စီတူအောင်မိမတွေရဲစစ်စစ်ချောင်းနှောင်းလုံးပြတ်ပြီးမှလွတ်ထွက်လို့ပြီးတည်တယ် စီတူရဲ့တားလေးတွေလည်းရဲဆက်ဆက်ခိုင်လုံတဲ့တရင်တွေကိုဒါဥစဉ်စီကိုပေးပို့ထားခြင်းဖြစ်ပါတယ်ဗျာနော်ဒီတရင်နဲ့ပတ်သက်ပြီးမှဥစဉ်တို့ကတော့ပုံမလင်းလင်းပြောရင် ပေါက်တရင်နဲ့ပတ်သက်ရင်တော့မိတာတကမာလေးမိတာရဲ့တရင်တွေကိုကြည်တာများတယ်ဗျာဘာလို့သူ့ထဲကနေမှဥစဉ်ကကောက်နှုတ်ချက်ချရတာဟောမိတာထဲကလေယုတ်ဝတ်တရင်လေးတစ်ခါလေးပေါ်ပေါ်လာတယ်အဲ့ပေါ်ပေါ်လာတဲ့ဟာလေးတွေကဥစဉ်ကကောက်နှုတ်ပြီးမှချရတာအဲ့တော့ဒါကဒီတရင်နဲ့ပတ်သက်ပြီးဒါကမှမိတာကိုလည်းဟောကိုတော့အနေနဲ့ကျေးဇူးတင်ပါတယ်ဗျာနော်ကျေးဇူးတင်ပါတယ်နော်ဘာပြောပြောပါအမြင်မတူပေနဲ့ခင်ဗျားရဲ့တရင်တွေကြောင့် တမတော်အတွက်ဒါအထောက်အကူပြုတဲ့အတွက်ကြောင့်အတိုင်းထက်မကကိုကျေးဇူးတင်ပါတယ်နော်အဲ့တော့ဝိဆိုတာဘဝမကူးတာပေါ့ဗျာနော်နောက်တစ်ခုကတော့ဦးဇင်းတို့ဘာလဲဆိုလို့ရှိရင်နောက်တစ်တင်းတစ်ခုကတော့မရယာမန်လေးတိုင်းမရယာတင်းလေးကိုဒါပြောချင်ပါတယ်ဗျာနော်မန်လေးတိုင်းမရယာတင်းကတော့စေဦးမြို့တယ်မာတဲ့ဗရတ်တွေအချင်းချင်းအပြန်အလှန်ပြစ်တတ်နေကြတယ်ဖေရားတဲ့တနက်တန်နေလဲမျိုးကြရပါတော့။ဘာကြောင့်ပြစ်တာလဲဆိုရင်တဲ့တပည့်ချင်းဘက်ကပြန်လာတဲ့အဖွဲ့ကိုမရရကိုချက်ချင်းလွတ်လို့တဲ့ တပိတ်ချင်းဘက်ကပြန်လာတဲ့ PDF အဖွဲ့တွေကို DDN နဲ့ဟွာပေါ့ DNA ရနေမှာ PDF ဟွာပေါ့သူတို့ဘယ်ကခေါင်းဆောင်တွေရနေမှာချက်ချင်းလည်းငယ်မရေယာကိုတွားပြီးမှတိုက်ခိုင်းလို့မရေယာမြို့တိုက်တိုက်ပွဲလုတ်ခိုင်းလို့အတွက်ကြောင့်အချင်းချင်းပစ်ခတ်တယ်လို့ဦးဇင်းတို့ကြားသိရပါတယ်ဗျာနော်အဲဒါစင်ကူတတိလေးပါဗျာနော်အဲ့တော့ပြောရလို့ရှိရင်တော့အချင်းချင်းတွေပစ်တတ်ကြအချင်းချင်းတွေချနေကြတော့ဒီစင်ကူရဲ့တပိတ်ချင်းမှာတော့ PDF တွေနဲ့ DNA တွေရဲ့ ။ဒါ DNA DNA နဲ့ရုံမာမှုတွေကိုလည်းတချို့ PDF တွေကမခံမရနိုင်ဖြစ်ပြီးမှရှစ်လျှောက်ပြီးလည်းတို့တွေအလင်းဝင်မှုတွေအများကြီးရှိပါတယ်ဗျာနော်။ပြည်သူများအားလုံးပြောချင်ပါတယ်။ PDF တချို့တွေအမြင်မှန်ရပြီးမှတမတော်စီကိုအလင်းဝင်မဲ့ PDF တွေနောက်များစွာပေါ်ထွန်းလာတော့မယ်ဆိုတော့လည်းသိချင်ပါတယ်။နောက်တစ်ခုကတော့မန္တလေးပတ္တဆာတွေကိုပြောချင်ပါတယ်ဗျာ။ခင်ဗျားတို့ဇီကနေရင်နာဘက်ကနေဦးစင်းတို့အရှင်ဖန်းခံလိုက်ရတဲ့ပတ္တဆာတွေအခုပြန်ပြီးမှလွတ်လာတယ်။ လွတ်လာတဲ့အခါမှာခင်ဗျားတို့ဒီထားစားရအောင်လည်းအကြောင်းမကြားတယ်လို့စားရဖောက်ကိုလည်းအကြောင်းမကြားဘူးစစ်နယ်မြေတွေကိုလည်းခင်ဗျားတို့ဒီအကြောင်းမကြားဘူးဘာတဘောနဲ့ခင်ဗျားတို့ဒီအကြောင်းမကြားတာလဲဘာလဲသူတို့တွေက PDF ကလွှဲတဲ့ဟိုဟာဒလန်နေလားဒီဦးစင်းတို့မန္တလေးမှာလှုပ်ရှားမှုမှန်တယ်များကိုပို့နေရလားအဲ့တော့ပြည်သူစစ်ကောင်းဆောင်တွေခင်ဗျားတို့လွတ်လာတဲ့အရှင်လွတ်လာတာဝန်တာပါလေအဲ့တော့ခင်ဗျားတို့ဒီထားစားရအောင်ပို့ရင်ပို့စားရဖောက်ကိုပို့ရင်ပို့ဒါမှမဟုတ်နန်းတို့ရင်ပို့ရင်ပို့မပို့ဘူးဆိုလို့ရှိရင်ခင်ဗျားတို့ရဲ့နာမည်တွေကိုကျုပ်ထုတ်ပြောရလိုက်မယ်ဒါပဲဦးစင်းတတိပေးချင်ပါတယ်နော် ဖဲမုံမဦးသေးလည်းအာမခံတယ်ခင်ဗျားတို့လေမဖမ်းရဘူးထောင်မကြရဘူးအာမခံတယ်ဘာကြောင့်လွတ်လာလဲဘလို့ကြောင့်လွတ်လာတာလဲဆိုတော့ခင်ဗျားတို့တွေအဖြေကောင်းကောင်းမုံမပေးဖို့ပတ္တဆာခေါင်းဆောင်ဘသူပဲပါဆိုတာမပြောသေးဘူးခင်ဗျချက်ချင်းလည်းငယ်ထားသာရဖြစ်ဖြစ်စားရဖြစ်ဖြစ်နန်းတို့ဖြစ်ဖြစ်ချက်ချင်းပို့ပေးပါလို့ပောက်ကတော့မေတ္တာရခံကြပါလေဗျအားလုံးဒါပါပဲဗျ